်ရဲ့နေစဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမတို့ရောညာဘိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့စီစဂျီညာအတွက်ကြက်သိန်းတပေါင်းဝထိချင်းငွေထုတ်ရှိပေးမည်ဆိုတဲ့သတင်း။ပေါင်းမွေးများမိုင်းလာသားလို့လမ်းကြောင်းမှာတင်ပို့ပြီးဈေးကောင်းရှာနေဆိုတဲ့သတင်း လင်းထန်အထိအငယ်စားနေအလက်စားလုပ်ငန်းများကိုစက်သိန်းတရာအထိထောက်ပံ့မည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့နိုင်ငံခြားခရီးသွားများအချိန်ကုန်တက်တာစွာပြည်ဝင်နိုင်ပြီးအွန်လိုင်းစနစ်တည်ရုပ်ဆတင်ကျင့်သုံးဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့စီစာကြီးများအတွက်ကြက်သိန်း1000အထိချင်းငွေ ထုတ်ချေးပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီဆက်အကြီးထွေတိဆောက်တက်ဆင်ခြင်းအတွက်ငွေကျပ်သိန်းပေါင်းတထောင်ဝန်းထီတိုးမြင့်ထုတ်ချေးသွားမယ်လို့ဗန္နာရေးနှင်ရခွန်ဝင်ကြီးဌာနကတည်ရပါထေနိုင်ငံစီးပွားမြင့်တင်ရေးရှမ်းမုံငွေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့စီဆက်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေအစီအစဉ်မှာငွေရေးချင်းရဖွဲ့စီရဖြစ်ပေါင်းဝင်ဆောင်ရွက်မယ်ပုဂ္ဂလိကဘဏ်14ဘဏ်နဲ့ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့ပါထေ လက်ရှိမှာစားသုံးစည်းချိတ်ခွဲထုတ်လုပ်ရောင်းချနေတဲ့စီးဆက်အစ်တွေတိစောက်ထားအဆင့်မြင့်တင်တာကုန်ချမ်းဝယ်ယူခြင်းတွေအဆင့်ပြေစေဖို့နိုင်ငံစည်းပွားမြင့်တင်ရေးရန်ပုံငွေကနေငွေချက်ဘီလီယံ90မှတည်ထူထောင်ပေးခဲ့ပြီးတစ်နှစ်ကိုအတိုးနှုန်း900ခိုင်နှုန်းနဲ့ထုတ်ချေးပေးနေတယ်လို့ဆိုပါတယ် အရင်ကစီဆက်လုပ်ငန်းရှင်တဦးကိုငွေချက်သိန်း3000အထိသာ ထုတ်ချေးခဲ့ရကနေငွေချက်သိန်း5000အထိတိုးမြင့်ခဲ့တယ်လို့သိရပါတယ်။အဒီလိုချင်းငွေ ထုတ်ချေးတာကိုအရှင်းကမြမစီးပွားရေးဘဏ်နဲ့မြမလေယာဖွံ့ဖြိုးရေးဘဏ်တို့သာရှိခဲ့ရှာခနေလက်ရှိမှာတော့ပုဂလိကဘဏ်၁၄ဘဏ်ပါဝင်လာပြီလို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ဖျဲသခွားမွေးများမိုင်းလာသားလော်လမ်းကြောင်းမှတင်ပို့ပြီးဈေးကောင်းရှာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုရပိုင်းထွက်ရှိနေတဲ့ဖျဲသခွားမွေးတွေကိုမိုင်းလာသားလော်လမ်းကြောင်းခါနေတင်ပို့နေပြီးဈေးကောင်းရှာနေတဲ့လို့ဖျဲသခွားမွေးကုန်တယ်တွေစီကသိရပါတယ်။ တရုတ်နိုင်ငံကို အရှင်းကမူဆယ်လန်းချောင်းခါတာအဓိကတင်ပို့ခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့လန်းခရီးကြံ့ကြာပြီးတယူပို့ဆောင်စရိတ်ပုံမှုကုန်ချားတဲ့မိုင်လာသားလော်လန်းချောင်းခါတာတင်ပို့နေတယ်လို့ဆိုပါတယ်အထီလိုတင်ပို့ရမှာတခွားမွေကိုအဓိကတင်ပို့နေပြီးလန်းခရီးထမ်းမခံနိုင်တဲ့ရေအသွေးချဆင်းတဲ့မိုးဖျက်ထွေးခိုးတော့အနေငယ်သားတင်ပို့နိုင်တယ်လို့သိရပါတယ် လက်ရှိမားထော်ဖရဲအပြင်တခွားမွေပါဈေးကောင်းရှာနေပြီးတကီလိုကို9ရွံကနေ6ရွံအထွင်းဈေးရရှိနေတယ်လို့သိရပါတယ်ရှင်။ဆလဘီငလင်တန်းထီအငဲစားနှင့်အလက်စားလုပ်ငန်းများကိုကြက်သိန်းတရာအထိထောက်ပံ့မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP မြန်မာကမန္တလေးတိုင်းနယ်စကိုင်းတိုင်းဒေသကြီးအတွင်းကငလင်ထန်ထိခိုက်ခံစားခဲ့ရတဲ့အငယ်စားနယ်အလက်စားလုပ်ငန်းတွေရဲ့အတွက်ကျပ်သိမ်း40မှ300အထိထောက်ပံ့ပေးအပ်သွားမယ်လို့သိရပါတယ်ဒီလိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေးရဲ့ငွေကြေးအထောက်ပံ့ပေးရမယ့်အစည်းအဝေးအတွက်ရှောက်လွှားတွေစတင်ရှောက်ထားနိုင်ပြီလို့သိရပါတယ်။ 2025ခုနှစ်မတ်လငလင်ဖြစ်စဉ်အတွင်းစီးပွားရေးလုပ်ငန်းအများပြားဟာအခက်အခဲတွေကြုံတွေ့ခဲ့ရပြီးလုပ်ငန်းဆောင်တာနဲ့လက်ပတ်မှုအချို့ကိုရပ်တန့်ခဲ့ကြရတာကြောင့်လုပ်ငန်းတွေပြန်လည်ထူထောင်နိုင်ဖို့နဲ့စီးပွားရေးဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းကိုမြင့်တင်နိုင်ဖို့ရည်ရွယ်ပြီးငလင်ထန်ထိခိုက်ခန်းစားခရာထိတ်မလီတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကပထမအတော့အငယ်စားနယ်အလက်စားလုပ်ငန်း200အတွက် UNDP ကငွေကြေးထောက်ပံ့မှု တွေပြည့်ရပံ့ပိုးသွားမှာဖြစ်ပါတယ်။အမချက်နဲ့ကိုင်ကြီးတဲ့လုပ်ငန်းတွေရဲ့အနေနဲ့ငွေကြေးထောက်ပံ့မှုရယူဖို့ရှောင်ထားနိုင်မှာဖြစ်ပြီးအထူးဦးစားပေးရနေတဲ့အမျိုးသမီးတွေဦးဆောင်တဲ့ဒုမဟုတ်ပိုင်းဆိုင်တဲ့လုပ်ငန်းများအနည်းဆုံး60ရာခိုင်နှုန်းကိုဦးစားပေးထောက်ပံ့မယ်လို့ဆိုပါတယ်။ ရှောက်လွားများနောက်ဆုံးပေးပို့နိုင်မဲ့ရက်ကားထော့2025ခုနှစ်ဒီဇင်ဘာလ5ရက်ဖြစ်ပြီး ရှောက်လွားတင်ပို့လင့်တဲ့အချက်လက်တွေကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ Facebook page မှာဝင်ရောက်လေ့လာနိုင်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့နိုင်ငံခြားခရီးသွားများအချိန်ကုန်သက်သာစွာပြည်ဝင်နိုင်ပြီးအွန်လိုင်းစနစ်သစ်တရုတ်စတင်ကျင့်သုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတကာခရီးသွားများတရုတ်နိုင်ငံသို့မြန်မြန်ဆန်ဆန်ဝင်ရောက်နိုင်ရန်အတွက်တရုတ်က digital ခရီးသွားကြေညာချက်ဝန်ဆောင်မှုကိုစတင်လိုက်ပြီးစတာဘရီနီကကျင့်သုံးလိုက်ပြီးဖြစ်ပါတယ်။ ဒီဝင်ဆောင်မှုကို အမျိုးသားလူဝင်မှုကြီးကြပ်ရေးကမိတ်ဆက်လိုက်တာဖြစ်ပါထဲခရီးသွားကြေညာချက်ကိုတရားဝင် website အစိုးရဝင်ဆောင်မှု platform 12367 app WeChat အလီပေးတို့ကနေ QR code scan ဖတ်ပြီးပြုလုပ်နိုင်ပါထဲဆက်ရောက်ဆောက်ရွက်ကတ်တွေကလည်းအခြားနီးလန်းအနေဖြင့်ဆက်ရှိနေအောင်ပါ အွန်လိုင်းစနစ်တစ်ကများစွာအကူအညီဖြစ်စေတယ်လို့နိုင်ငံတကာအခရီးသွားများပြောနေကြပါတယ်။နိုင်ငံတစ်ခုစီရဲ့သူကဘာသာစကားအများပြားရှိပြီးကိုပိုင်ဘာသာစကားလည်းအသုံးပြုနိုင်တာကြောင့်အလွန်ကောင်းမွန်တယ်လို့အီရန်မှခရီးသွားဖီလီဖဲလီကပြောပါတယ်။အချင်းကုံတတပီတကယ်ကိုကသုံးဝင်တယ်လို့လဲဂျာမနီခရီးသွားတဲ့လီနာမူခစ်တီနိုဗာကပြောသွားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရဲ့အစီအစဉ်တွေပဲဖြစ်ပါသေး။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။ကျမကတော့မြန်မိုးထပ်ပါ။